ဘာရမဟုတ်ဘူးအပြင်းပြေဆိုရှယ်မီဒီယာပေါ်တက်ကြည့်လိုက်တာနဲ့နေမယ်ဆိုရှယ်မီဒီယာမှာအသူများဘာကင်နေတယ်ဆိုရှယ်မီဒီယာပေါ်မှာဘာတွေကြော်ညာနေရဟာဘာတွေဆေးစချပြန်ပြီဒါဒီကိုကပတ်စံကိုစုတယ်ဆိုတဲ့နေရာမှာဘာရည်ဝဲချက်နဲ့စုတာလဲပေါ့ဥပမာတချို့ဆိုရင်အိမ်ပိုင်ဝယ်နိုင်ဖို့တချို့ဆိုရင်ကားပိုင်ဝယ်နိုင်ဖို့အဲဒီ financial objectives ကို ပြည့်မီဖို့အတွက်ဆိုလို့ရှိရင်အားလုံးမင်္ဂလာပါရှင် ာဒီတစ်ပတ်မှာတော့ financial vigilance post ကနေပြီးတော့မျှဝေမယ်လို့စဉ်းစားထားတဲ့ခေါင်းစဉ်လေးကတော့ကျမတို့ဟိုငွေစုမယ်ငွေစုမယ်ဆိုပြီးတော့အမြဲတမ်းစဉ်းစားရပေါ့နော်ဒါပေမဲ့အဲအောင်မြင်တာ percentage နည်းတယ်လို့ပြောရမှာပေါ့နော်ဘာဖြစ်လဲဆိုတော့ပတ်ဝန်းကျင်မှာကြတော့အရန် attract ဖြစ်တဲ့ matters တွေကအရန်များတာပေါ့နော် ဥပမာဆိုလို့ရှိရင်ကိုကဘာရမဟုတ်ဘူးအပြင်းပြင်းဆိုရှယ်မီဒီယာပေါ်တက်ကြည့်လိုက်တာနဲ့နေမယ်ဆိုရှယ်မီဒီယာမှာအသူများအပါကိုင်းနေတယ်ဆိုရှယ်မီဒီယာပေါ်မှာဘာတွေကြော်ညာနေရဟာဘာတွေဆေးချပြန်ပြီဒါမျိုးတွေကကိုရဲ့ဒီ financial objectives ကိုပြည့်မီဖို့အတွက်အလန်းကွာစီရေပေါ့နော်အဲ့တော့ financial objectives ကိုပြည့်မီဖို့အတွက်ကိုက strategically plan လုပ်ပြီးတော့ဒီချာချာ execute လုပ်ဖို့လိုအပ်တာပေါ့နော်တေးချာချာလိုက်နာဆောင်ရွက်ဖို့လိုအပ်တာပေါ့ အဲ့တော့အဲ့ strategy တွေကို support ပေးနိုင်မယ်အဲ wins လေးတွေကိုဒီညနေအကြံပြုဖို့ညွှန်လင်းပါတယ်တကယ်တမ်းတော့ဒီဟာတွေအားလုံးကအားလုံးလည်းသိပြီးသား wins တွေဖြစ်ပါတယ်တကယ်တမ်း implement လုပ်ဖို့ပဲနည်းနည်းလေးခက်တာပေါ့နော်နံပါတ်1ကတော့ကျွန်မအရှေ့ blog တွေမှာလည်းပြောလို့ရှိရယ်သုံးပြီးမှမစုပါနဲ့ပေါ့နော်အဲဆိုတော့တကယ်လို့ဥမာ pay check to pay check ရှင်းတန်နေရတဲ့ဝန်ထမ်းတွေဆိုလို့ရှိရင်လစာဝင်လာတာနဲ့ အဲတုံးချင်တာတွေတုံးပြီးတော့မှကိုရောမှစုတာမျိုးမလုပ်ဖဲနဲ့ကိုတလတ်တလောက်ဘလောက်ပမာဏစုမယ်ဆိုတာကို အရင်ဆုံးထည့်ထားပြီးတော့မှအဲဂျန်နာကိုအဓိကဟို Nissan Once Alive Priority အလိုက်ခွဲချပြီးဆက်လက်ပြီးတော့အဲတုံးဆွဲတင်နေပေါ့နော်အဓိကတော့အဲ့ဒါ key point မှာနောက်တစ်ခုကကြတော့ခုနပြောသလိုပေါ့ social media ကို မလိုအပ်လို့ရှင်းလို့ရှင်းရင်ကိုကအရင်ကြီးမတုံးဆွဲမိအောင်ကိုကို control ပေါ့နော်ဒါလို့ဆိုတော့ ဆိုရှယ်မီဒီယာမှာမှကိုကိုသုံးဖြစ်သွားအောင်လို့ attract လုပ်တဲ့ဝီးတွေများစွာရှိနေဥမာ sales ခုနပြောလို့ပေါ့ sales ချနေပြီလို့ဟာဘယ်သူကတော့ဖြစ်ဘယ်နေရာကိုသွားတယ်လို့ဘယ်လိုဘယ်သူကတော့ဖြစ်ဘာတွေသုံးနေတယ်လို့ဆိုတဲ့ဟာတွေကကိုရဲ့ financial objectives ကနေပြီးတော့တွေးဖက်သွားစေနိုင်တဲ့ဝီးတွေးဖက်သွားစေနိုင်တဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ social media ကိုတကယ်လို့ကိုရဲ့လုပ်ငန်းနေချာရမလို့ဘူးဆိုရင် in shop ပြီးတော့တက်နိုင်သမျှ shop ပြီးသုံးဆွဲရအောင်ပုံတင်တယ်ပေါ့နော် နောက်တစ်ခုကကြတော့ဟိုအားလုံးလည်းသိပြီးသားပါ knees and wants ကိုတည်တည်ချာချာခွဲခြားရမယ် knees ကကြတော့လိုအပ်တာအဲတကယ်ကိုလိုအပ်နေရပါ wants ကကြတော့လိုချင်တာလို့ခေါ်မလားမသိဘူး ိုလိုချင်တာနဲ့ကိုယ့်အတွက်တကယ်လိုအပ်နေတာတွေကိုတည်တည်ချာချာကိုယ်ပဲပြပြတည်ဖို့လိုအပ်တယ်လိုအပ်တာဒီလိုချင်တာမဟုတ်ဘူးလိုချင်တာဒီလည်းလိုအပ်တာမဟုတ်ဘူးကိုယ့်အတွက်တကယ်လိုအပ်တဲ့အရာကိုပဲသုံးဆွဲခြင်းအပြင်ကိုယ့်ရဲ့ financial objectives ကိုလည်းပြည့်ပြည့်စုံနိုင်တယ်အဲ့တော့တခုခုကိုဒါကို needs လို့ထင်နေသေးရင် needs လို့ထင်နေသေးရင်တော့မှ အားချက်လေး mix မဟုတ်ဘူးဆိုလို့ရှိရင်အဲဒီနေရာနေအကြံဉာဏ်ပေးချင်တာကတော့48 hours wait and see လုပ်တဲ့ strategy ကိုလည်းသုံးတဲ့နဲ့ဒါလည်းတကယ် useful ဖြစ်တယ်ကိုကျမတို့လည်းအမှန်တကယ်ကတိုင်းပြောလို့ရှိရင်တော်တော် useful ဖြစ်တယ်ပေါ့ကိုလိုအပ်တယ်လို့ထင်တဲ့အရာတစ်ခုကိုအဲ48နာရီလောက်စောင့်ပြီးတော့မှနောက်48နာရီလောက်ကြာတော့မှ နှစ်ရက်လောက်ပေါ့နော်အနည်းဆုံးကြာတော့မှပြန်သွားပြီးတော့ဒီပစ္စည်းကကိုတကယ်လူကျင်သေးလားဆိုတာကိုပြန် assess လုပ်ပြီးတော့မှဝယ်သိမ်းဝယ်သိမ်းကိုလည်းစုံဖြတ်တင်တယ်။နောက်တစ်ချက်ကကြာတော့ဘာလဲဆိုလို့ရှိရင် brand name အစွဲမထားပါနဲ့ပေါ့နော် brand name အစွဲမထားပါနဲ့ဆိုတဲ့နေရာမှာဒီနေရာမှာကျမကတော့နည်းနည်းကွန်ပြီးတော့ပြောချင်တာကတော့ branding အစွဲထားရင်တောင်မှ updates တောင်မလိုက်ပါနဲ့ပေါ့နော်ဥပမာ iPhone မှ iPhone ဖြစ်တဲ့လူကကိုယ့်အတွက်ကိုယ့်ရဲ့ business nature အရာကိုယ့်ရဲ့ရောက်ရှိနေတဲ့ rules အရာ environment အရာဒီ iPhone ကိုအမှန်တကယ်သုံးဆွဲဖို့လိုအပ်တာလားတကယ်လို့ iPhone ကိုသုံးဆွဲဖို့လိုအပ်တယ်ဆိုရင်ရော iPhone 16 17ပေါ်တိုင်းလိုက်လဲနေဖို့လိုသလားအဲ့ဒါအထိဆက်ပြီးတော့စဉ်းစားတင်တယ်လို့ဟိုတိုက်တွန်းခြင်းနဲ့ပေါ့နော် iPhone 3ကအပြစ်မဟုတ်တော့ညာလဲ iPhone အစ်စ်ထွက်တိုင်း airport အသစ်ထွက်တိုင်း iPad အသစ်ထွက်တိုင်းလိုက်ပြီးလဲဖို့လိုလားမလိုလားဆိုတာမျိုးထီကိုကစဉ်းစားတင်နေအဲ့တော့ဒီနေရာမှာ brand အစွဲမထားပါနဲ့ဆိုတာထက် brand ရဲ့ update နောက်ကိုမလိုအပ်ရင်မလိုက်ပါနဲ့လို့တော့အကြံဉာဏ်ပေးခြင်းနဲ့ဒါ financial objectives ပြည့်မီဖို့အတွက်အဓိကအရေးကြီးတယ်နောက်တစ်ချက်လည်းဖြစ်တယ်အဲပြီးတော့ financial freedom ဖြစ်စေနိုင်တဲ့အဓိကအချက်လည်းဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လုံးနေ ဟို instrument တွေနဲ့သွားဝယ်မိတဲ့အခါမှာဒါဒီ financial freedom ကိုအဓိကထိခိုက်စေနိုင်တဲ့အချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။နောက်အရန်အရေးကြီးတဲ့အချက်ကကိုကငွေကိုစုတဲ့အခါမှာငွေကိုစုတာပဲဖြစ်ဖြစ်ဘာလို့ပဲဖြစ်ဖြစ်ပေါ့နော်။ကိုက objectives တစ်ခု target တစ်ခုရှိနေရင်ပို့ပြီးတော့ထိရောက်တယ်။ဟိုမှာကိုကကောက်ကိုဒီတိုင်းရောက်တဲ့ရာရာမောင်းနေရတဲ့ဆိုင်ဒီကနေဘယ်ကိုသွားမယ်ဆိုတဲ့ဥတီချက်တစ်ခုနဲ့သွားတဲ့အခါမှာမှန်ကန်တဲ့လမ်းရွေးချယ်မှုနဲ့မှန်ကန်တဲ့ decision တခုကိုမှန်ကန်စွာချနိုင်တယ်ပေါ့အဲ့လိုပဲဒီကိုကပတ်စံကိုစုတယ်ဆိုတဲ့နေရာမှာဘာရည်ရွယ်ချက်နဲ့စုတာလဲပေါ့ဥပမာတချို့ဆိုရင်အိမ်ပိုင်ဝယ်နိုင်ဖို့တချို့ဆိုရင်ကားပိုင်ဝယ်နိုင်ဖို့အဲတချို့ကြတော့လေအဲကိုရဲ့ mortgage လုံးကိုခြေဖို့ဘယ်နှစ်အတွင်းမှာခြေဖို့ဆိုတဲ့တိကျတဲ့ target တခုကိုအဲထားပြီးတော့ စုမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ financial objectives ကိုသွားတဲ့လမ်းမှာပို့ပြီးတော့ထိရောက်တယ်ပို့ပြီးတော့ efficient ဖြစ်တယ်အဲ့တော့အဲပြောချင်တာကတော့ကိုက financial objectives ကိုပြည့်မီဖို့အတွက်ဆိုလို့ရှိရင်ဟိုဒီ အဲစဉ်းစားရတဲ့ strategy way တွေရှိတယ်ပေါ့နော်ဒီအခုတင်ပြသွားတဲ့ strategy way တွေကတစုံတရာအကျိုးရှိလိမ့်မယ်လို့လည်းညွှန်လင်းပါတယ်ကိုယ့်အတွက်လည်းလက်တွေ့မှာအမှန်တကယ် apply လုပ်ရင်အမှန်တကယ်ထိရောက်တဲ့ strategy တွေဖြစ်တယ်ဆိုတာကိုလည်းပြောရင်းနဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်